အခု2013-2014ဘန်နာရီနှစ်မှာဘန်နာနှစ်အစကနေဒီဇင်ဘာလ6ရက်နေ့အထိမြန်မာနိုင်ငံရဲ့ကုန်သွယ်မှုပမာဏဟာအရင်နှစ်ကထက်များပြားနေပေမဲ့ သွင်းကုန်တင်သွင်းမှုတွေများပြနေရကြောင်းကုန်သွယ်မှုလုံငွေဟာအမေရိကန်ဒေါ်လာ1ဘီလီယံကျော်ရှိရလို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနကသိရပါဗျ။အခုဗန်နာနှစ်အစကနေဒီဇင်ဘာလ6ရက်နေ့အထိပင်လယ်ရေကြောင်းကုန်သွယ်မှုကပို့ကုန်တင်ပို့မှုရရှိငွေဟာအမေရိကန်ဒေါ်လာ9169ဒသမ3.58တန်းရှိပြီးနေဆက်ကုန်သွယ်ရေးပို့ကုန်တမှုကတော့အမေရိကန်ဒေါ်လာ 2039တသမ68တန်းရှိတဲ့အတွက်စုစုပေါင်းပို့ကုန်တန်းမူအမေရိကန်ဒေါ်လာ8208တသမ856တန်းရှိနေရဖြစ်ပါတယ်။အဲဒီကာလအတွင်းပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းကသွင်းကုန်တန်းမူကတော့အမေရိကန်ဒေါ်လာ8468တသမ600တန်း နေဆက်ကသွင်းကုန်တန်မိုးအမေရိကန်ဒေါ်လာ1244တသမ5သုံးညသုံးတန်ရှိရာကြောင့်စုစုပေါင်းသွင်းကုန်တန်မိုးဟာအမေရိကန်ဒေါ်လာ8873တသမ48သုံးညတန်ရှိနေခဲ့ပါတယ်အဲ့ဒီအတွက်လက်ရှိဗန်နာရီနှစ်ရှင်းလာကျော်ကာလအတွင်းမြန်မာနိုင်ငံရဲ့ပြည်ပကုန်သွယ်မှုပမာဏဟာအမေရိကန်ဒေါ်လာ15ဘီလီယံကျော်ရှိခဲ့ကာကုန်သွယ်မှုလူငွေကတော့အမေရိကန်ဒေါ်လာ1504.624တန်ရှိခဲ့ပါတယ်။ ကုန်သွယ်မှုဆောင်ရွက်ရမှာတော့မြန်မာနိုင်ငံကလေယာထွက်ကုန်တွေတရိတ်ဆန်ထွက်ပစ္စည်းတွေတက်ထုတွင်းထက်တွေနဲ့တက်တော့ထွက်ကုန်စက်မှုကုန်ချောစားရာတွေကိုတင်ပို့ခဲ့ပြီးအင်းနီးချင်းနိုင်ငံတွေကလည်းလူသုံးကုန်ပစ္စည်းလုပ်ငန်းသုံးကုန်ချမ်းတွေနဲ့ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတွေကိုတင်သွင်းခဲ့တယ်လို့သိရပါဗျ။အခုဗန္နာနှစ်မှာမြန်မာနိုင်ငံရဲ့ကုန်သွယ်မှုပမာဏကိုအမေရိကန်ဒေါ်လာ1ဘီလီယံကျော်ရရှိဖို့ရထားပြီးနေဆက်ကုန်သွယ်မှုကနေ20ရာခိုင်နှုန်းနဲ့ င်းလေရေချောင်းကုတ်သွဲမှုကနေ80ရာခိုင်နှုန်းကုတ်သွဲနိုင်မှုရှာထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ပြည်ပပို့ကုန်ဖွဲ့စည်းပုံမှာပင်မထုတ်ကုန်အနည်းငယ်အပေါ်မှာသာမှီခိုနေရပြီးအဲ့ဒီထုတ်ကုန်တွေကတော့တယံစာတတဘာဝတံငွေကျွန်းသစ်နဲ့စိုက်ပျိုးရေးရေထွက်ကုန်တွေဖြစ်ပါတယ်။အခုလိုပို့ကုံဖွံ့ဖြိုးမှုနဲ့ရှင်ပြိုင်နိုင်စွမ်းတိုးတက်ဖို့ကိုတော့အမျိုးသားအဆင့်ပို့ကုံမဟာဗျူဟာကိုရေးဆွဲနေပြီးဦးစားပေးအကောင့်ထဲပေါ်မဲ့ကုန်စည်တွေနဲ့အထောက်အကူပြုမဲ့ကဏ္ဍတွေကိုတတ်မှတ်ပြီးဖြစ်တယ်လို့သိရပါဗျ။